တခါကဘီကတ်လို့ခေါ်တဲ့အမျိုးသားဟာယူသားဖြောင်းမှတ်ပေးမယ်။အလုံးမရှိလို့အမြဲတမ်းပူပန်နေရတဲ့သူတယောက်ပါ။အော်ဒီမျက်နှာမှာကြတော့အေးချမ်းလိုက်တာနော်။ဒီလို အေးချမ်းမှုမျိုးကို အပြစ်မှနေမှပဲရတယ်။ဘာကြောင့်လဲဆိုတော့ငါအိမ်မှာပဲနေနေရင်ငါမိမကငါ့ကိုနားချမ်းသာပေးတာမဟုတ်ဘူး။သူကအချင်းရှိတိုင်းအဲ့ဒီအလုပ်ကြောင်းပဲတဖွားဖွားပြောနေတာအခုငါလဲဘာလုပ်ရမလဲ ီရွာမှာငါ့ကိုအလုပ်ပေးမဲ့သူမှမရှိတာဘသူမှလည်းငါ့ကိုအလုပ်မခံကျင်ကြဘူးလေအဲ့ဒီလိုသာမဟုတ်လို့ကတော့ငါလည်းပတ်စံတွေပါရရပြီးတော့အင်ကမင်းမလည်းဘာမှထက်ပြောနေတော့မှမဟုတ်ဘူးအင်မလည်းဘာပဲဖြစ်ဖြစ် အခုလိုပြင်းမှအကြကြီးနေနေတော့ငါမင်းမကငါ့ကိုပို့ပြီးတော့စူနေလိုက်မယ်ငါအင်ပြန်လာပဲကောင်းမယ်ဒီကလည်းဒိုင်းနီယာကနေကြပြီးတော့အင်ပြန်လာခဲ့ပါတယ် ဒီနေ့တော့ငါမင်းမငါ့ကိုစိတ်မဆိုးပါစေနဲ့လို့ဆုတောင်းရမှာပဲမဟုတ်ရင်ငါအလုံရမလာတဲ့အကြောင်းပြောပြလိုက်တာနဲ့ငါ့ကိုတအားစိတ်ဆိုးသွားလိမ့်မယ်ငါတော့ငါမင်းမစိတ်ဆိုးတာခံရတော့မှာပဲကွာဘီကလည်းညင်းညင်းညူညူနဲ့ရေရွရင်အင်ကိုပြန်ရောက်လာပါတယ်။အင်းရှင်ပြန်ရောက်လာပြီလား။ဒီနေ့ရောတရင်ကောင်းလားတရင်ဆိုးလားဆိုတာပြောစမ်းမအောင်။ ဒီဒီနေ့လဲသတင်းကောင်းပါမလာဘူးမိမရဲ့ဒီနေ့လဲငါရွာရိုးကိုပေါ့လျှောက်သွားပြီးတော့အလုရှာခဲ့တာပဲဒါပေမဲ့အရင်တိုင်းပဲငါ့ကိုဘယ်သူမှအလုမပေးကြပြန်ဘူးအော်အဲ့ဒီလိုလားကျမထင်တော့ရှင်အလုတောင်တေချာရှာမလာဘူးထင်တာပဲဒီတိုင်းရွာပက်ပြီးတော့ပြန်လာတာမလားမဟုတ်မဟုတ်ဘူးမိမအဲ့ဒီလိုလုံးဝမဟုတ်ပါဘူးငါနေတိုင်းရွာရိုးကိုပေါ့လျှောက်သွားပြီးတော့အလုရှာပါတယ် အခုငါကိုဘသူကမှ အလုံးမပေးတာလေအဲ့ဒါကိုငါကဘလို့လုပ်ပေးရမလဲဘသူမှငါကိုသဘောမကျကြဘူးထင်နေဟုတ်တယ်ရှင့်ကိုဘသူမှသဘောမကျဘူးကျမလည်းကန့်ဆိုးလို့ရှင့်ကိုသဘောကျပြီးတော့လက်ထမ်းမိရလေမိမမင်းအဲ့လိုတော့မပြောပါနဲ့ကောင်းပြီလေငါအလုပ်ထွက်ရှာဖို့တွားတော့မယ်ဒီနေ့အလုံးမရမချင်းငါအိမ်ပြန်မလာဘူး ဒီနေ့အလုပ်တစ်ခုရှားမှပဲပြန်လာခဲ့မယ်။ပြီးခဲ့လေပူပန်တော့ကပြင်းနဲ့အင်းကနေထွက်လာခဲ့ပါတယ်။သူ့ဘာပဲလုပ်လို့အမြဲတမ်းတစ်ခုမဟုတ်တစ်ခု အလွဲလဲအချော်ချော်ဖြစ်တတ်ပါရဲ့။ဒါကြောင့်လဲသူ့ကိုဘသူကမှအလုံးမခံခြင်းကြတာပါ။ဒါပေမဲ့သူကစိတ်ရင်းတော့ကောင်းတဲ့လူတစ်ယောက်ပါ။အမလေးဗျာဗျာဒီတင်းစီတီကလေးလိုက်တာငါတို့အခုအဲ့ဟာကြီးကိုထပ်ပြီးတော့မတဲနိုင်တော့ဘူးဖေရည် အဘွားကြီးခမဒီဒေးဇီးကြီးကိုမနိုင်မနှင်းတဲ့နေပါလားအခုအဲ့ဒီဒင်းစီက ပြုတ်ကျသွားပြန်ပြီအင်းလေသူ့အသက်ရွယ်ကြီးနဲ့ဒီလောက်များတဲ့အလေးချိန်ကိုဘယ်လိုလုပ်တဲနိုင်တော့မလဲငါသူ့ကိုတွားပြီးရောကုညီအောင်မှာပါဒီကဲလေအဲ့ဒီအဘွားအနာကိုခက်မြင်မြင်ပဲတွားလိုက်ပါရင်အဘွားဒီဒင်းစီကြီးကိုမနိုင်မနှင်းတဲ့ပြီးရောပြုတ်ကျသွားတာကျွန်တော်မြင်လိုက်တယ် ဒီအသက်ရွယ်မှာဒီလောက်အလေးကြီးတွေမမသိတော့ဘူးလေ။ဒါပြင်အမေကြီးဘလို့လုံးရမလဲငါသားရဲ့။အိမ်မှာအမေကြီးကိုကူညီဖို့ဘသူမှမရှိကြဘူးလေ။ဒါကြောင့်ဒီအလုပ်တွေအကုန်လုံးကိုအမေကြီးတယောက်တည်းကိုယ်တိုင်လုပ်နေရတာပေါ့။ဟုတ်ပါပြီဘွားရဲ့။အခုချိန်ကစပြီးတော့အပွားပါပဲအကူညီလို့လို့ကျွန်တော်ကအချိန်မီးခေါ်လိုက်ပါ။ကျွန်တော်ကူညီပေးပါမယ်။ဒါပေမဲ့ဒီလောက်အလေးကြီးတွေတော့ထပ်ပြီးတော့မမပါနဲ့တော့။ ကောင်းပါပြီကွယ်။တာလီကတဲ့ကိုစိတ်ကောင်းရှိတာပဲ။ကဲပါအဖွာအဖွာရဲ့ဒင်းစီကြီးကို ကျွန်တော်အိမ်အထိလိုက်ပို့ပေးမယ်နော်။ပြီးကလည်းကြာနေတဲ့ဒင်းစီကြီးကို ပခုံးပေါ်ကောက်တင်ပြီးတော့အဖွာကိုနဲ့အတူရှောက်လာခဲ့ပါတယ်။ခဏကြာမှတော့ပြီးကဟာအဲ့ဒီအဖွာကိုရဲ့အိမ်ကို ရောက်တာပြီးတော့ဒင်းစီကိုတေးသေးချာချာချပေးလိုက်ပါတယ်။ကျေးဇူးအများကြီးတင်ပါတယ်တာလီရဲ့ အမေကြီးလည်းမင်းဝင်ကူလို့သာတက်တာတော့တယ်။ဘုံကြီးလိုအသက်ရှည်ပါစီကွယ်။ဟုတ်ကဲ့ပါဘွာတခုခုအကူညီလို့ရင်ကျွန်တော်ကိုခေါ်လိုက်ပါ။ကျွန်တော်ရင်ကဒီနားလေးတွေမှာပဲ။ကောင်းပါပြီတာရင်။အဲဒီနောက်မှာတော့ပြီးခဲ့လဲသူ့တငယ်ချင်းနဲ့လက်ဖက်ရည်ဆိုင်မှာသွားပြီးရောဆုံပါတယ်။မင်းမာရီဖြစ်နေရလဲဟာ။ မင်းလက်သေးကလပတ်ကြီးကအေးအောင်အေးနေပြီဘာရီများအကြကြီးထိုင်တွင်းနေတာလဲမင်းလက်တည့်ရဲ့သားနေကွာငါတော်တော်လေးပူပန်နေရတာကွာငါမိမကငါ့ကိုတစ်ချိန်လုံးတပြည့်တတောင်းနဲ့စူးပူနေတာပြီးတော့ရွာမှာလဲငါ့ကိုဘသူကားမှအလုံးမပေးကြဘူးလေအော်အဲ့ဒီလိုကိုဒါဖြင့်ရင်မင်းရဲ့အလုံးရှာမရတဲ့ကိစ္စက အခုထိခက်ခဲနေတော့ပဲပေါ့ဖြေရှင်းဖို့လမ်းမမြင်သေးဘူးလား အေးပေါ့ကွာငါသားအလုပ်ရရင်ဒီလိုစိတ်ပြက်လက်ပြက်နဲ့နေရာတကာရှောက်သွားနေမှာမဟုတ်ဘူးမိမအလုပ်တစ်ခုခုရှိရင်သာပြောရမှာကွာဘာလုပ်ပဲဖြစ်ဖြစ်ငါလုပ်ဖို့အဆင်သင့်မှာပဲအေးပါစိတ်ချတငင်းချင်းအဲ့တော့ငါမင်းကိုနည်းနည်းတော့ကူညီနိုင်မယ်တင်နဲ့ငါရဲ့တတိနာမည်ကဟာရီယာဂျန်နဲ့ငါကသူ့လယ်မှာအလုပ်လုပ်တယ်လေသူနဲ့စကားတစ်ချက်လောက်ပြောကြည့်ပြီးတော့မင်းကိုပါသူ့လယ်မှာထားပေးကြည့်မယ်ဆိုရင်ရောဘယ်လိုလဲ။ ဟာတငယ်ချင်းအဲ့ဒီလိုဆိုရင်တော့ကောင်းတာပေါ့ငါအလုတ်ရလို့ကတော့အဲ့ဒီအလုတ်ထဲမှာစက်ရောကိုပါနှစ်ပြီးတော့အလုတ်တွေလုတ်ပြမှာကောင်းပြီလေဒါပြင်ငါနဲ့လိုက်ခဲ့ငါလည်းအခုပဲအဲ့ဒီကိုသွားမလို့ဒီလိုနဲ့တငယ်ချင်းနှစ်ယောက်လည်းလဲပိုင်ရှင်ဟာရာချက်စီရောက်လာကြပါတယ်ဟေးမနော်ရောက်လာပြီလားဒါနဲ့နေစမ်းမအောင်မင်းမိကဘာတူလဲ ဒါကကျွန်တော်တငငချင်းမှာကျွန်တော်လဲဆရာရဲ့လဲထဲမှာအလုလုခဲ့တာကြာပြီလေဗျာဒါကြောင့်ကျွန်တော်တငငချင်းအတွက်လဲဒီလဲမှာအလုလေးပါလေးရဖို့ဆရာစီကိုတောင်းကြည့်မလားတွေးမိလို့ပါအေးမင်းပြောတာကောင်းတာပဲဒါပေမဲ့ငါလူနေတာကတကယ်လက်ကြောတင်းတင်းနဲ့အလုလုမဲ့လူနော်ညံကောင်းကောင်းနဲ့လဲကိုကောင်းကောင်းဂယုဆိုင်နိုင်မဲ့သူမျိုးပေါ့ဟာတရီဒါဆိုရင်တော့ဘာမှပူမနေနဲ့တော့ဆရာသားကကျွန်တော်ကို အလုခတ်မေဆိုရင် ဇရာခိုင်းသမျှအလုပ်တွေကိုစက်ရောက်ကိုပါနှစ်ပြီးတော့အလုပ်လုပ်ပါပဲဇရာရဲ့အလုပ်မှာဘာအလွဲချုံမှမဖြစ်စေရပါဘူးဗျာကောင်းပြီလေကဲမနောသူ့ကိုနွားတကောင်ပေးလိုက်သူဒီနေ့အဲ့ဒီနွားနဲ့လဲတစ်ခွက်လုံးပြီးအောင်ထွင်ရမယ်ဟုတ်ကဲ့ဇရာဇရာခိုင်းနေတိုင်းကျွန်တော်လုပ်ပါမယ်ဖီကလည်းနွားကူယူပြီးတော့လဲတဲ့ဆင်းသွားပါတယ် ဒါပေမဲ့နွားကတော့အဲ့ဒီနေရာကနေတလန်းတော်မှမရွေးပါဘူးတဲ့။သွားသွားစမ်းဟဲ့နွားရှေ့ကိုသွားလေဒီနွားကဘလို့ပြစ်နေရလဲရှေ့လဲစက်မတူတုတ်တုတ်လဲမလို့သူအဲ့ဒီလိုပေးကက်နေရင်တော့ငါဒီလဲတစ်ခွက်လုံးကိုဘလို့လောက်ပြီးတော့ပြီးအောင်ထုံမလဲ။ဒီတိုင်းသာဆိုရင်တော့တတိယငါ့ကိုအလောက်ကနေထုတ်တော့မှာပဲ။တော်တော်ခေါင်းမာရင်နွားပဲမတက်နိုင်ဘူးသူ့မိကိုလိန်ဆွဲကြည့်ရမှာပဲဒါမှဒီနေရာကနေရွေးတော့မှာ ။ဗီကက်လည်းနွားရဲ့မိကိုတွားပြီးတော့လိန်ဆဲလိုက်ပါရဲ့။နွားဟာနာလွန်းလို့ဗီကက်ကိုကစုံပေါက်ကန်ပြီးတော့အဲ့ဒီနေရာကနေထွက်ပြေးသွားပါလေရော။ဟဲဟဲဟဲနွားထွက်ပြေးသွားပြီးတရားရောက်လိုက်ပြန်ပေးကြပါဦး။ဟဲ့ကောင်မင်းမလိုလူကိုခေါ်လာတာလေ။ပထမဆုံးနေ့မှတည်းအလုရမယ့်အစားငါနွားကိုပါမောင်းလွှတ်လိုက်ပြီ။မင်းနဲ့မင်းတငယ်ချင်းနှစ်ယောက်စလုံးငါလေကနေထွက်သွားကြတော့ငါမင်းတို့နှစ်ယောက်စလုံးကိုအလုထုတ်လိုက်ပြီ။ ဘုရားဘုရားဒီလုံးလဲထွက်ပြီးတော့ပြုတ်ပြန်ပြီအခုငါချားလို့တခုကိုထပ်ပြီးတော့ရှာရတော့မထင်နဲ့ရော့အလကားရှားတဲ့ဟာကိုပဲမျိုးစုပ်ပြီးနေတော့မိမရေငါဒီနေ့တနေ့ကောင်အလုရှာခဲ့တာပါငါအရန်ပင်မနေပြီပြီးတော့မင်းတည့်ရဲ့လားငါဒီနေ့လဲတခုမှအလုရခဲ့သေးတယ်ဒါပေမဲ့အဲ့ဒီမှာနွားကငါ့ကိုကန်ပြီးတော့ထွက်ပြေးသွားလို့တတိလေငါ့ကိုစိတ်တူပြီးတော့အလုကနေချက်ချင်းကိုထုတ်ပြစ်လိုက်တာ ီမှာကျမရှင့်အကြောင်းကောင်းကောင်းသိတာပေါ့ရှင့်အလုံးလုံးလိုက်တိုင်းဒီလိုပဲတလွဲတချော်ကြီးဖြစ်နေရလေဥမနေနဲ့အလုတ်ကလည်းဘယ်တော့မှအတိတ်ကြရမှာမဟုတ်ဘူးမိမရဲ့အဲ့လူလည်းမပြောပါနဲ့ကွာစိတ်လည်းအရင်မတူပါနဲ့မနေ့ပြန်ကြောင်းငါထက်ပြီးတော့အလုတ်ထွက်ချပါမယ်အဲ့ဒီခါကျရင်တော့ငါအလုတ်တစ်ခုရအောင်ရှာပြီးတော့ပြန်လာခဲ့ပါမယ်နောက်တနေ့မနေ့မှာတော့ဝီကက်လည်းအလုတ်ထွက်ချဖို့ထွက်လာခဲ့ပါတယ် ငါအကိုခိုးပြီးစီကိုတွားရမယ်။သူကတရိတ်ဆန်နေအများကြီးကိုမွေးမြူရေးလောက်တာပဲ။အဲ့တော့ဒါရီကိုထိန်းချောင်းဖို့အတွက်အလုတ်သမားကတော့လုံမှာပဲ။သူငါ့ကိုအလုတ်တစ်ခုခုတော့ပေးလောက်မှာပါ။ငါသူ့ကိုတွားတက်ပြီးရောအလုတ်တောင်းကြည့်ရမယ်။သူ့စီကနေသာအလုတ်ရခဲ့ရင်တော့ဒီအပူပန်တွေလည်းလုံးဝပြောက်ကွယ်သွားမှာ။ဒီလိုနဲ့ဗီကက်လည်းသူ့ရဲ့အသီးမိတ်ဆွေဂိုပိစီကိုရောက်သွားတော့တယ်။ဟေးဗီကက်ပါလား။ မင်းလဲငါးစီကနေစိတ်နှုတ်လာဝေးတာလားဘလောက်ခုလိုချင်လို့လဲမဟုတ်ပါဘူးအကိုကျွန်တော်စိတ်နှုတ်လာဝေးတာ မဟုတ်ပါဘူးကျွန်တော်အကိုကိုတခູ່လောက်မေးချင်တာရှိလို့လာခဲ့တာပါအကိုရဲ့အလုပ်တွေမှန်သမျှတိမ်ကြုံလုပ်ပေးနိုင်တဲ့သူများမလိုချင်ဘူးလားလိုရဲဆိုရင်တော့ကျွန်တော်အဲ့ဒီအလုပ်ကို လိုချင်နေဗျာကျွန်တော်ကသာအလုပ်ခန့်လိုက်မယ်ဆိုရင် အကိုအတွက်အရန်ကိုအဆင်ပြေမှာပါအေးကွာအလုပ်သမားတော့လိုတယ် ဒါပေမဲ့ဒီစိတ်တွေအတွက်တော့မဟုတ်ဘူးဒီကောင်တွေကိုတော့ငါကိုယ်တိုင်ကြည့်ထင်းလို့ရတယ်ဒါပေမဲ့ငါမှမွေးထားတဲ့ကြက်တွေတအုပ်ကြီးရှိတယ်သူတို့တွေကိုတော့ငါအချိန်မပေးနိုင်ဘူးလေမင်းကငါကြက်တွေကိုကြည့်ပေးမယ်ထိမ့်ပေးမယ်ဆိုရင်တော့ငါမင်းကိုအလုတ်ခတ်မယ်လေမင်းလောက်ရမှာကကြက်တွေကိုဂင်းဆိုင်ပြီးတော့အစာကျွေးဖို့ပဲဟုတ်ဗျာအဲ့ဒါဆိုရင်တော့အဆင်ပြေတယ်ကျွန်တော်ဘယ်လုံးမစိုးလုံးဖို့အဆင်သင့်ပါပဲအခုရဲ့ကြက်တွေကိုကောင်းကောင်းဂင်းဆိုင်ပေးပါမယ် သူတို့ကိုအချိန်မှန်လဲအစာကျွေးပါမယ်ဗျာ။ကောင်းပြီလေ။ဒါဆိုရင်ဒီနေ့ကစပြီးတော့မင်းအလုပ်ဆင်းလိုက်တော့အလိုလေးတွေများလိုက်တဲ့ကြွတ်တွေပဲ။ပြီးတော့အော်ဟစ်နေကြတာကလည်းစူးညံနေတာပဲ။ကြီးရတာဘိုက်စာလို့အစာတောင်းနေကြတာနဲ့တူတယ်။ဟာတေဇန်ငါအခုစီကနေကျက်စာယူဖို့မေ့သွားပြီ။ငါအခုပဲအခုကိုပြီစီကနေကျက်စာသွားယူရမယ်။ ဗီကန်လည်းဂိုဘီစီကနေကြက်စာယူမယ်ဆိုပြီးတော့ထွက်သွားခဲ့ပါတယ်။ဒါပေမဲ့သူတတိမထားမိတာကတော့အခန်းတကားကြီးကိုပွင့်လျက်သားထားခဲ့တာပါပဲ။အဲဒီနောက်မှာတော့ကြက်အုပ်ကြီးလည်းအခွင့်အရေးရတာနဲ့အဲဒီအခန်းထဲကနေထွက်ပြီးတော့ဗီကန်ရှိကနေပြေးသွားကြပါတော့တယ်။ဖေယားဖေယားငါဘာလို့လိုက်မိပြန်ပြီလဲ။ငါတတိမိပြီးတော့အဲဒီအခန်းတကားကိုပွင့်ထားခဲ့မိတာပဲ။ကြက်တွေလည်းအကောင်လုံးထွက်ပြေးသွားပြီ။အခုအဲဒီကြက်တွေကိုဘသူကလိုက်ပန်းတော့မှာလဲ။ အခုဆိုငါအကိုကိုပြီစီကိုလည်းထပ်သွားလို့မရတော့ဘူးသူငါ့ကိုအရန်တော်သားထွက်ပြီးတော့စူးလိုက်မယ်ကြည်ရတာတော့ဒီလုံလဲပြုတ်သွားပြမိချင်တယ်မိမီယာငါကိုတော့အရေးတကြီးဆုံးဖြတ်ချက်တချို့ချထားတာရှိတယ်အဲ့ဒါအခုမင်းကို အသိပေးချင်တယ်ဘာများလဲအရှင်မင်းကြီး အရှင်ကဘာကိုမင်းကျင်တာပါလဲမိမီယာငါကိုတော့ဆုံးဖြတ်ပြီးသားပဲ နောက်နောက်အနာဂတ်မှာဒီနိုင်ငံရဲ့ဘယင်းနေရာကိုစက်ခင်မဲ့သူကငါရဲ့ညီမဟုတ်တော့ပဲငါတို့ရဲ့မင်းသားလေးပဲဖြစ်လာမှာပါပြီးတော့သူကပဲဒီတနိုင်ငံလုံးကိုအုပ်စိုးလိုက်မယ်အရှင်မင်းကြီးဒါအရန်ကောင်းတဲ့မင်္ဂလာတည်င်းမှာပဲဘာပဲဖြစ်ဖြစ်ဒီနိုင်ငံရဲ့ဘယင်းဖြစ်ဖို့ကကျမတို့ရဲ့သားသမီးတွေရဲ့အခွင့်အရေးပဲလေဟုတ်တယ်မိဖုရားဒါကြောင့်မင်းငါကိုတော့လေဒီအကြောင်းကိုအတိပေးချင်တာပါ မင်းအနေနဲ့ငါရဲ့ဆုံးဖြတ်ချက်ကိုကန့်ကွက်စရာရှိရင်အခုပဲငါကိုပြောပြပါမရှိပါဘူးအရှင်မင်းကြီးကျမကြားရတာနဲ့တည်းအရန်ကိုပြောနေပါပြီကျမတို့သားလေးကနောင်တက်လာမယ့်ဘရင်ဖြစ်လာမှာပဲလေဒီစကားတွေအလုံးကိုတော့ဘရင်ရဲ့ညီတော်မင်းသားခွန်စူနာက ခိုးပြီးတော့နားထောင်နေခဲ့ပါတယ်အော်တော်တော်တရားပါလားငါကတော့ဒီနိုင်ငံကိုတည်ထောင်ဖို့ဆိုပြီးတော့ငါအကူကို ဘရင်ဖြစ်လာတဲ့ဒီအင်တိုင်အားလိုက်ကူညီပေးခဲ့ရတယ်။အခုကျုပ်ကိုခမကြီးကကျေးဇူးဆက်လိုက်တာပေါ့လေ။အခုတော့ငါကဒီနိုင်ငံရဲ့နောက်တက်လာမယ့်ဘရင်မဖြစ်လာနိုင်တော့ဘူး။အရှင်မင်းကြီးကသူ့ရဲ့ရင်နှစ်သေးကြတားလေးကိုပဲဘရင်ဖြစ်စေချင်တာ။ဒီကိစ္စကိုနားနဲ့ဆက်ဆက်ကြားလိုက်ရတာသူ့ရဲ့အောင်ဆူလာပြီ။ငါတော့ဘယ်တော့မှဒီလိုဖြစ်ခွင့်ပြုမှာမဟုတ်ဘူး။ငါသာဒီနိုင်ငံရဲ့ဘရင်မဖြစ်လာနိုင်ရင်တော့ခမရဲ့အိမ်ရှိတဲ့မင်းသားကိုလည်းဘယ်တော့မှဘရင်ဖြစ်ခွင့်ပေးမှာမဟုတ်ဘူး။ ဘာပဲဖြစ်ဖြစ်ဒီဆုံးဖြတ်ချက်ကိုငါရအောင်တားမယ်။ငါနာမည်ကဘေကွန်ဆူနာ။ငါကပဲជីတိုင်းမီရဲ့နောက်တက်လာမယ့်ဘုရင်လောင်းပဲ။လို့ဒီနေ့အိမ်ပြန်နေရတာလေအတိတ်ပဲမဲလိုက်တာ။ငါဒီနေ့အလုံးမရခဲ့တဲ့အကြောင်းငါမိမသာတိသွားရင် သူငါ့ကိုအယမ်းကိုအပြစ်ပြောလိုက်မယ်။ငါသူ့စကားတွေကို နားမထောင်နိုင်တော့ဘူး။ငါနေ့တိုင်းငါမိမကိုဒီနေ့တော့အလုံးရအောင်ရှာပေးမယ်ဆိုပြီးတော့တဖွားဖွားပြောနေတာ။ ဒါပေမဲ့အိမ်ပြန်လာတိုင်းအမြဲတမ်းစိတ်ပြက်လက်ပြက်နဲ့ပြန်လာနေရတယ်။ဒီညတော့ငါအိမ်မပြန်ရဲတော့ဘူး။ငါအိမ်ပြန်မရောက်လာရင်ငါမိမလည်းငါကိုဘာမှပြောလို့ရတော့မှာမဟုတ်ဘူး။သားတော်လေးရဲ့တိတ်ပေါင်းဘာလို့အဲ့ဒီလောက်တောင်ငိုနေရတာလဲ။မိဖုရားကြီးအက်ကလေးကိုကြုတ်စီပေးပါ။မဟုတ်လို့ကတော့ခမည်းတော်ညောင်စလုံးအဖြစ်ဆိုးသွားလိမ့်မယ်မတ်။မင်းမင်းတာပါလောက်တာလဲဘလို့ဖြစ်သွားတာလဲ။ ကျုပ်စကားကိုနားထောင်လိုက်ပါမိဖုရားကြီးခမရဲ့ကလေးကိုကျုပ်စီပေးပါမဟုတ်ရင်တော့ခမရတို့နေအောင်စလုံးကိုတက်ပြစ်လိုက်မယ်ကျုပ်တော်မဒီနိုင်ငံရဲ့ဘယင်မဖြစ်မှာတော့ခမရတို့ရဲ့ကလေးကိုလည်းဘယင်ဖြစ်ခွင့်ပေးမှာမဟုတ်ဘူးပေးစမ်းအဲ့ဒီကလေးကိုအခုချက်ချင်းပေးစမ်းဂွန်ဆူနာလည်းမင်းသားလေးကိုမိဖုရားကြီးစီကနေအတင်းလူယူပြီးတော့နန်းတော်လေးကနေထွက်သွားပါတော့တယ်အရှင်အရှင်မင်းကြီး ။ "तू तू ခေါ်သွားပြီ။ तू ကျမတို့ရဲ့ဒါလေးကိုခေါ်သွားပြီ။မိဖေကမင်းမာရီပြောနေရလေ။ဂွန်ဆူနာကဘလို့ဖြစ်ပြီးရောဒီလိုလောက်ရဲ့မျိုးလောက်ရတာလဲ။ तू ကငါ့ရဲ့ညီတော်ပဲ။ तू သာတကယ်ဒီလိုလောက်တာဆိုရင်ငါကိုတော့သူ့ကိုအပြစ်ပေးမယ်။ဘာမှမပူနဲ့။ငါတို့ရဲ့ဒါလေးကိုပြန်ရအောင်ခေါ်လာခဲ့ပေးမယ်။အရှင်မင်းကြီးအရှင်ရဲ့ညီတော်ကဘယင်ဖြစ်ချင်နေတာပါ။သူကကျမတို့ရဲ့သားလေးကိုဘယ်တော့မှဘယင်ဖြစ်ခွင့်မပေးဘူးတဲ့ သူ့သားလေးကိုတက်ပြစ်လိုက်မယ်။မင်းကြီးရဲ့ကျမတို့ရဲ့သားလေးကို မြင်မြန်ရအောင်ခေါ်လာခဲ့ပါ။အင်းအခုဒီမင်းသားကိုငါအကူတစ်တက်လုံးအယိုးထဲဆွဲနေမယ်တေးချင်းမျိုးနဲ့တက်ပေးမယ်။ပြီးရနဲ့သူ့ရဲ့စိတ်တည်ငြိမ်မှုတွေပြက်ပြားပြီးတော့စိတ်ဖောက်သွားလိမ့်မယ်။အဲ့ဒီခါကျငါကဒီနိုင်ငံတစ်ခုလုံးကိုအုပ်စိုးရုံပဲမင်းသားကွန်ဆူနာကဒီတိုင်းပြည်ရဲ့နောက်တက်လာမယ့်ဘရင်ဖြစ်လာလိမ့်မယ်ရဲမတ်တို့ ငါရဲ့ညီရောဂွန်စုနာကဒီနိုင်ငံရဲ့တစ္ဆာပေါက်ပဲအခုသူကငါကိုရောရဲ့သားတော်ကို ပြန်ပြီးဆွဲသွားပြီသူကသားတော်လေးကိုတတ်ချင်နေတာသူအဲ့ဒီလိုတတ်ပြီးတော့ဒီနိုင်ငံရဲ့နောက်တက်မဲ့ဘရင်ဖြစ်ချင်နေတယ်ဒါပေမဲ့ငါတို့တွေအသက်ရှင်လျက်ရှိနေတဲ့ဒီလိုဖြစ်ရမျိုးဘယ်တော့မှ အဖြစ်ခံမှာမဟုတ်ဘူးတွားကြတော့ငါကိုရောရဲ့ကလေးကိုခုချက်ချင်းရအောင်ခေါ်လာခဲ့ဂွန်စုနာအဲ့ဒီလိုမလုပ်စေရပါဘူး ကျွန်တော်မျိုးတို့အရှင်သားကိုအခုချက်ချင်းအရာပြန်ခေါ်လာခဲ့ပါမယ်။ကျွန်တော်တို့အရာပြန်ခေါ်မလာနိုင်ရင်တော့ကျွန်တော်မျိုးတို့ကိုအပြစ်ပေးပါ။ဘယင်ကြီးရဲ့ရဲမတ်တွေလည်းမြင်းတွေကိုအပြင်းနှင်ပြီးတော့ထွက်သွားကြရင်ဂွန်းစုနာကိုတနည်းအားမကြင်အောင်တောအနှံ့လိုက်ရှာကြပါတော့တယ်။ဒါပေမဲ့အချိန်ကြာကြီးရှာခဲ့တာတော့မှဂွန်းစုနာကိုဘယ်နေရာမှမမတွေ့ခဲ့ပါဘူး။ရှာကြရှာကြရဲမတ်တို့ငါ့ကိုနေရာနှံ့အောင်ရှာကြ ဒါ့ဥမဲ့ငါဒီမင်းသားလေးကို လုံးဝမတက်ရသေးသေးရဲ့မင်းတို့ဘသူမှငါ့ကို ရှာတွေ့မှာမဟုတ်ဘူးငါဒီလောက်စူးစမ်းခဲ့တာတောင်မှညီတို့ကငါ့ကိုဘယင်ဖြစ်ခွင့်မပေးကြဘူးလားအခုခမရဲ့လုံရက်တွေအတွက် နောင်တကောင်းကောင်းရစီရမယ်ဘယင်မင်းကြီးနစ်စံဒီရေကန်ထဲမှာနစ်ပြီးတော့တေးသွားစံမင်းဘွားကတော့ဒီရေကန်ကြီးထဲမှာမွန်းကျက်ပြီးတော့နာနာကျင်ကျင်နဲ့တေးရတော့မယ်အခုမင်းကိုဘသူမှလာမကဲနိုင်တော့ဘူး မင်းဒီနေရာမှာပဲတေးရတော့မှာမင်းတေးသွားတာနဲ့ဒီတိုင်းပြည်တစ်ခုလုံးလဲငါအပိုင်ဖြစ်ပြီးနောက်ဆုံးငါကပဲဒီတိုင်းပြည်ကို အုပ်စိုးတဲ့ဘရင်ဖြစ်စေရမယ်ဂွန်စနာကအဲ့လိုပြောပြီးတာနဲ့ထိုနေရာကနေထွက်သွားပါတော့တယ်ဒါပေမဲ့သူစကားတွေအကုန်လုံးကိုတော့ဘီကက်ကခိုးပြီးတော့နားထောင်နေခဲ့ပါတယ်ဘင်းကြီးရဲ့ညီတော်ဂွန်စူနာကတော်တော်ယုံမာတဲ့သူပဲငါကသူ့ကိုလူကောင်းတယောက်လိုထင်ထားခဲ့တာ ။သူကမင်းသားလေးကို မြစ်ထဲမှာရဲရဲဆက်ဆက်ထားပစ်ခဲ့တာပဲ။ဒီတိုင်းသာဆိုရင်တော့မင်းသားလေးကရေနစ်ပြီးတော့တေးလိုက်မယ်။အဖြစ်ချင်ဘူး။ငါမင်းသားလေးကိုဒီရေရနေမြင်းမြန်ဆယ်မဖြစ်မယ်။မင်းသားလေးကိုငါလုံကြုံအောင်ထားမှရမယ်။ပြီးကလည်းအဲ့ဒီရေကန်စီကိုအ мян သွားပြီးတော့မင်းသားလေးကိုရေထဲကနေဆေးလိုက်ပါတယ်။အဲ့ဒီနောက်မှာတော့သူဟာမင်းသားလေးကိုခေါ်ပြီးတော့ရေကန်ထဲဝေးရကိုထွက်သွားပါတော့တယ်။ တော်ပါသေးရဲ့ငါအချိန်မီရောက်လာပြီးတော့မင်းသားလေးကိုရေထဲကနေပြန်ကယ်နိုင်ခဲ့လို့မဟုတ်ရင်တော့ဒီနေ့မင်းသားလေးကရေနစ်ပြီးတော့တည်တော့မှာအခုငါဒီမင်းသားလေးကိုခေါ်ပြီးတော့လုံခြုံတဲ့တနေရာရာမှာတွားပြီးတော့ပုံရမယ်အဲ့ဒီရုံမာတဲ့ဂွန်စူနာမရောက်နိုင်မဲ့နေရာမျိုးကိုရှာရမယ်သူသားငါ့ကိုမင်းသားလေးနဲ့တူမြင်သွားရင်ငါတို့နှစ်ယောက်စလုံးကိုချက်ချင်းတတ်ပြစ်လိုက်မယ်ခဏကြာမှာတော့ဘီကက်လည်းဂူတူဂူကိုတွေ့သွားပါတယ် ဖေရကြီးဒါကအံ့ဩစရာပဲကောင်းလိုက်တဲ့ဂူကြီးပဲငါဒီကူထဲမှာပုံနေလိုက်မယ်ဆိုရင်တော့ဂွန်ဆူနာလဲငါ့ကိုရှာတွေ့နိုင်မှာမဟုတ်ဘူးငါဒီကူထဲကိုအမြန်ဝင်မှဖြစ်မယ်ပြီးတော့ငါကူရောရဲ့ကလေးပဲမှာလဲငါတို့ရဲ့အိမ်ရှိဆန်မင်းသားကရောဘဲမှာလဲမင်းကငါကူရောရဲ့ညီဖြစ်ပါလေနဲ့ကို့ကိုကိုတစ္ဆာဖောက်ရတယ်လို့ငါတို့တွေမင်းအဲ့ဒီလိုလုံးလိုက်မယ်လို့ထင်အောင်မထင်ထားဘူးမင်းကြီး ကျုပ်ဒီလောက်စ조사ခဲ့ပါရဲ့နဲ့ခမ ्या ကဘယ်တော့မှကျုပ်ကိုဘရင်အရရာဆက်ခံခွင့်မပေးခဲ့ဘူးလေကျုပ်ခမ ्या ရဲ့ကလေးကိုတတ်ပြစ်လိုက်ပြီးခမ ्या တို့ရဲ့အိမ်ရှိဆန်မင်းသားလေးနဲ့ရွာဆန်သွားပြီဘာမင်းမလို့ပြောလိုက်တာလေမင်းသားအဲ့ဒီလိုလုပ်ခဲ့ရဆိုရင်တော့ငါမင်းအသက်ကိုချမ်းသာပေးမှာမဟုတ်ဘူးဒီမှာမင်းကြီးကျုပ်တော်မှာဒီတိုင်းပြည်ရဲ့ဘရင်မပြေးရမှာတော့ ခမရရဲ့မျိုးနွယ်ကလည်းဘရင်လောက်ခွင့်ဘယ်တော့မှပေးနိုင်မှာမဟုတ်ဘူး။ဒါကြောင့်ပဲကျုပ်ကခမရရဲ့ကလေးကိုတတ်ပြစ်လိုက်တာလေ။ခမရရဲ့သားတော်လေးကအဲ့ဒီမြစ်ထဲမှာရေနစ်ပြီးတော့တေသွားပြီ။မင်းကငါရဲ့ညီမဟုတ်ဘူး။ညီဆိုတဲ့ဂုံမုတ်ကိုတောင်ညှဉ်းနှွမ်းစေတဲ့သူပဲ။မင်းဟာစိုးရုံလွန်းတဲ့လောက်ရက်တွေကိုလုပ်ခဲ့ပြီးပြီ။အခုမင်းတသက်လုံးထောင်ထဲမှာပဲနေရမယ်။အဲ့ဒီတဲမှာအယိုးဆွေးတဲ့အထိတပြေးပြေးချင်းတည်ပြီးတော့ငါမင်းကိုလုံးဝအသက်ရှင်ထားမှာမဟုတ်ဘူး။ အခုကမားကြီးကျုပ်ကိုထောင်းနေပဲထက်ထက်တက်ပေပြပြကျုပ်အတွက်ဘာမှမထူးချဘူးကျုပ်အလုပ်ကိုတော့ကျုပ်ကလုပ်ပြီးပြီပြောလီစိုးလီပါလားရဲမတ်တို့ဒီအယုံနမာကောင်ကိုငါမျက်စိရှိကနေစွဲခေါ်သွားပြီးတော့ထောင်းထဲကိုထဲလိုက်ကြ ပြီးတော့သူမတင်မချင်းထောင်းတကားကိုဘယ်တော့မှပြန်မဖွင့်နဲ့ရဲမတ်တွေလည်းဘယင်ကြီးရဲ့အမိန်တိုင်းဂွန်ဆူနာကိုထောင်းထဲထဲလိုက်ပါတယ်တစ်ဖက်မှာတော့ဘီကတ်က ဖရရီဒီဂူထဲမှာအယမ်းမှောင်တာပဲပြီးကလည်းဂူထဲကိုရောက်တော့အဲ့ဒီမှာရတိကြီးတစ်ပါးကိုတွေးလိုက်ရပါတယ်ကဲလာပါငါသားမင်းကဘာတူလဲပြီးတော့ငါစီကိုဘာကိစ္စနဲ့များရောက်လာတာလဲဘာရတိကြီးကျွန်တော်မျိုးရှောင်းရင်ပုံရင်နဲ့ဒီဂူထဲကိုရောက်လာတာပါကျွန်တော်ဒီမှာခဏလောက်နေချင်ပါတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်နောက်ကနေဘယင်ကြီးရဲ့ရန်သူတယောက်လိုက်နေလို့ပါ သူကဒီကလေးလေးကိုတတ်ချင်နေတာပါကျွန်တော်မှသူ့ကိုခက်ခက်ခဲခဲနဲ့ကဲပြီးတော့ဒီမှာလာပုံးနေတာပါသားလေးမင်းကတော်တော်ရဲရင်တလူစိတ်ရင်းလဲကောင်းနေသူပဲတပတ်ကနန်းတော်ထဲမှာတော့တက်ပြစ်လိုက်ပြီသူကတက်လိုက်ပြီနောက်ဆုံးတော့သူဒီမကလေးကိုတက်ပြစ်လိုက်ပြီအရှင်ဘာမှလည်းလုံမပေးနိုင်ခဲ့ဘူးမိဖေကငါကိုယ်တော်လဲငါရဲ့ညီကဒီလိုကောက်ကျင်ရုပ်မာတယ်မှမသိခဲ့ဘူးလေ သူငါတို့ဘောဒီလိုလုံးလိုက်မယ်လို့ငါဘယ်တော့မှထင်အောင်မထင်ခဲ့ဘူး။သူကအရန်ရုံမှလွန်နေ။ငါကတော့သူ့ကို တကြုံမိန်ချထားပြီးပြီ။ကဲကောင်းလေမင်းအကြောင်းကိုလည်းပြောပြပါဦး။မင်းနာမည်ကဘယ်လိုခေါ်လဲ။ဘာရသေးကြီးကျွန်တော်နာမည်ကဘီကက်ပါ။ဒါပေမဲ့ကျွန်တော်ဘဝကအလုံးမရှိလို့အမြဲတမ်းပူပန်နေရတာပါ။ဘယ်သူကမှလည်းကျွန်တော်ဆိုအလုံးမခံကြပါဘူး။ ပြီးတော့ကျွန်တော်ကဘာပဲလုပ်လို့အလွဲလဲချော်ချော်လုပ်တတ်ပါတယ်။ဒါကြောင့်အလုပ်ရှင်တွေကလည်းကျွန်တော်ကိုအလုပ်ကနေချက်ချင်းထုတ်ပြကြပါတယ်။ကောင်းပြီ။မင်းကအရန်တက်တိရှိပြီးတော့စိတ်ထားကောင်းတဲ့သူတယောက်ပါ။မင်းနဲ့ပတ်သက်သမျှအဆအဆအရာရာအဆင်ပြေသွားပါလိမ့်မယ်။ဘာရည်သူကြီးတကယ်ပြောတာလား။ကျွန်တော်ရဲ့ကံတွေတကယ်ပဲကောင်းလာတော့မှလားဗျာ။ကျွန်တော်နဲ့ပတ်သက်သမျှအဆအဆအရာရာတကယ်ပဲအဆင်ပြေသွားတော့မှလား။ ဒါပေါ့ဒါရင်မင်းလုပ်ခဲ့တဲ့ကောင်းမှုတွေရဲ့အတိအပွင့်ကို အခုရလာခဲ့ပြီဒီကလေးကို သူ့နေရာမှန်ကို ပြန်ပို့ပေးလိုက်ပါဟုတ်ကဲ့ပါဘာရက်တိကြီးကျွန်တော်ဘာရက်တိကြီးပြောတဲ့အတိုင်းလုပ်လိုက်ပါမယ်ဒီကလေးရက်တိကြီးရဲ့စကားကို နားထောင်ပြီးတော့မင်းသားလေးကိုပို့ချီကနန်းတော်ဘက်ကိုထွက်လာပါတော့တယ်နန်းတော်ကိုရောက်တော့သူဟာမင်းသားလေးကိုမိဖုရားကြီးစီပြန်အပ်လိုက်ပါတယ် မိဖုရားကြီးလည်းအယံကိုပျော်ရှင်သွားပါတယ်။ငါတော့ကိုမျက်စိကိုယ်တော်မယုံနိုင်တော့ဘူး။ငါတို့ရဲ့မင်းသားလေးကအသက်ရှင်နေတုန်းပဲ။ငါရဲ့ကောက်ကြီးရုံမာတဲ့ညီကတော့ငါကိုယ်တော်ရဲ့သားကိုတတ်ပြလိုက်ပြီလို့ပြောခဲ့တယ်။ဒါပေမဲ့မောင်မင်းလိုကျင်လာပြီးတော့တတ်သိရှိတဲ့သူတယောက်ကငါကိုယ်တော်ရဲ့သားလေးကိုကယ်တင်ပေးခဲ့တာပဲ။အရှင်မင်းကြီး အရှင်ရဲ့ညီကအယံကိုစိုးရိမ်လွန်ပါတယ်။ သူကဒီမင်းသားလေးကိုရေထဲမှာအရှင်လက်လက်နှစ်ပြီးတော့တတ်ချင်နေတာပါကျွန်တော်လည်းအဲ့ဒီကိုအချိန်မီလေးရောက်လာပြီးတော့အရှင်ကလေးကိုရေထဲကနေကဲထုတ်ခဲ့တာပါအင်းမောင်မင်းရဲ့ကျေးဇူးကျေးလေးကြောက်ပေါ်မှာအများကြီးတင့်နေပါပြီမောင်မင်းကငါကိုယ်တော်တို့မိသားစုအတွက် အများကြီးစွမ်းဆောင်ပေးခဲ့တယ်။ဒါကြောင့်ငါတို့ဘက်ကလည်းမင်းအတွက်တခုခုလုပ်ပေးခြင်းပါတယ်။ဒီနန်းတော်မှာငါကိုယ်တော်ရဲ့ညီကဘုံမင်းအဖြစ်အမှုထမ်းခဲ့တယ်။ မောင်မင်းကလည်းအခုငါကိုယ်တော်ရဲ့ဝန်မင်းဖြစ်စီခြင်းနဲ့ဒါမှပဲငါလည်းရိုးသားဖြောင့်မတ်တဲ့ဝန်မင်းတစ်ပါးရမှာပေါ့ဖေရကြီးဘာရဲ့တကြီးပြောတာတကယ်မှန်နေတာပဲအခုငါရဲ့ကန်စားတာတွေပြောင်းလာပြီဒီလောက်ကြီးတဲ့နန်းတော်ကြီးမှာရာလုံးကြီးတစ်ခုချက်ချင်းကိုရှားလိုက်ပြီဟုတ်ကဲ့ပါအရှင်မင်းကြီးကျွန်တော်မျိုးဒန်းဆောင်ဖို့အစဉ်တက်ပါပဲဒီနန်းတော်ရဲ့ဝန်မင်းဖြစ်ရတာကျွန်တော်မျိုးအတွက်ဂုဏ်ယူစရာအကောင်းဆုံးပါပဲ ျွန်တော်မျိုးဝင်းမင်းအဖြစ်အမှုထမ်းမှမယ်အရှင်မင်းကြီးကောင်းပြီဒီနေ့ကစပြီးတော့မောင်မင်းကငါတို့ရဲ့ဝင်းမင်းပဲမင်းကယူဆရမှာကငါကူတော်ရဲ့အရေးကိစ္စတာဝန်တွေပဲဒီစကားကြောင့်ဝီကက်လည်းအရန်ကိုပြောသွားခဲ့ပါတယ်ရွာမှာလက်လုံလက်စားအလုပ်တည်တည်မွမွလေးတောင်မရခဲ့တဲ့သူက အခုတော့နန်းတော်ရဲ့ဝင်းမင်းဖြစ်သွားပါပြီ။ ။ဒီကရဲ့ဇနီးတဲ့လေဒီတဲ့ရင်ကိုကြားရတော့ဝမ်းသာလို့မစုံဖြစ်နေပါတဲ့။အခုဆိုရင်တော့ဘီကဟာဝမင်းဘွားနဲ့ဘာပူပန်တော့ကမှမရှိပဲပျော်ရွှင်ငြိမ်းချမ်းစွာနဲ့နေထိုင်သွားပါတော့တယ်။ဟုတ်ကဲ့ပါ။ဒီနေ့အတွက်ပုံမြင်လေးရတော့ဒီလောက်ပါပဲနော်။ပုံမြင်လေးကိုကြိုက်နေတတ်တယ်ဆိုရင်တော့ channel လေးကိုလည်း like and subscribe နှိပ်ခဲ့ပေးဖို့တောင်းဆိုချင်ပါတယ်။နောက်ထပ်ပုံမြင်အစ်စ်အစ်စ်တွေနဲ့ပြန်လာခဲ့ပါအောင်မယ်ရှင်။